ိုင်ငံတကာရဲ့ PR တွေနောက်ပြီးတော့အမေရိကန်ရဲ့ပိတ်ဆို့အေးအေးယူမှုတွေနဲ့ကြားဖြန့်ကောင်းဆောင်ကိုထိုင်းကနေပေါ့လေတရုတ်ကို လွှဲပြီးတဲ့နောက် ကရင်ပြည်ရွှေကုတ်ကူဒေတာက online ငွေလိမ်ခိုင်းဒီကြားဖြန့်ခိုင်းတွေကို အပီးသက်နှိမ်နှင်းရေးစတင်ပြီလို့ကရင်နယ်ခြားဆောင်တက် BGF ကဆိုလိုက်ပါတယ်စစ်တပ်နဲ့ BGF ပေါင်းပြီးတော့စီးနှင်းမှုတွေကိုလုတ်တော့မယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အချိန်မှာတော့ဒီတရုတ်နိုင်ငံသားထောင်ချီကညာရင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ဒေတာ ားခံတွေကပြောပါရယ်နိုဝင်ဘာလ18ရက်နေ့မနေ့ကညမှာပေါ့လေညရင်းချင်းထွက်ပြေးတင်းဆောင်ခဲ့ကြတာလို့ဆိုပါရယ် BGF DKNA ရဲ့ပြောခွင့်ရှိသူပေါ့လေပြောရေးဆိုခွင့်ရှိသူဒုတိယဘုံမူကြီးနိုင်မောင်စောကရွှေကုတ်ကိုမှာရှိတဲ့ကြားဖြတ်ရုံတွေကိုနိုဝင်ဘာလ18ရက်နေ့ဒီနေ့ကစပြီးတော့ဝင်ရောက်ရှင်းလင်းသွားမယ်လို့သတင်းဌာနတွေကိုပြောဆိုထားပါတယ် PGF ကဒီစစ်တပ်ကိုရွှေကုတ်ကိုမြို့တဲကိုခေါ်သွင်းပြီးတော့ရှင်းလင်းတော့မယ်ဆိုတဲ့သတင်းတွေကြောင့်ဒီတရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်းထောင်ချီဟာညရင်းချင်းပဲအထုပ်အပိုးတွေနဲ့ထွက်ခွာသွားကြတယ်လို့ဒေသခံတွေကပြောပါတယ်ရွှေကုတ်ကိုကိုပူးတွဲတီထောင်သူကြားဖြတ်ခေါင်းဆောင် ရှီကျင့်ကြံကိုထိုင်းကနေတရုတ်အစိုးရစီကို လွှဲပြောင်းပေးလိုက်တာနဲ့ဒီနောက်ပြီးတော့ပေါ့လေအမေရိကန်က BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူအပါဝင်အဖွဲ့ဝင်တွေကိုပိတ်ဆို့အရေး ီးယူတာတွေကြောင့်အဲ့ဒါတွေလုတ်ပြီးတဲ့နောက်မှာပေါ့လေစစ်တပ်နဲ့ BGF တို့ကရှင်းလင်းရေးကိုစပြီးတော့လုတ်လာတာလို့ဆိုရမှာပါနံမဲဆိုးနဲ့ကြော်ကြတဲ့ KK ပတ်ကိုလည်းပြီးခဲ့တဲ့အော်တိုဘာလကလေးကဝင်ရောက်ရှင်းလင်းပြီးတော့အဆအုံတွေကိုဖြိုချဖျက်ဆီးနေစေဖြစ်ပါတယ်ရွှေကုတ်ကိုဒေသမှာကြားဖြတ်လုပ်ငန်းတွေအပီးသက် ပပြအောင်လှုပ်သွားမယ်လို့ BGF ဘက်က ကတိပြုပြောဆိုထားပြီးတော့ဒီစစ်စင်ရေးဟာနိုင်ငံတကာဖိအားတွေနဲ့ဒီတန်ခတ်ပိတ်ဆို့မှုတွေရဲ့တိုက်ရိုက်ရလအဖြစ်ပေါ်ပေါက်လာတာလို့လေလာသူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။